မြင်ကလာပါမနေ့ပြန်ခုနှစ်ရက်သားသမီးများအတွက်တည့်ရတာဆောင်းဝင်ရှောင်းများကိုစတင်ပြောကြားပြပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့အလုတ်ကိုအချိန်ဟုန်နဲ့တိုးချက်တဲ့နေ့လေးဖြစ်ပါတယ်အတိုက်ခံမှန်သမျှအနိုင်ရနိုင်တော့လေမိတ်ဆွေရင်အနိကလူရင်းများရဲ့ဒုက္ခပေးခြင်းကိုခံရတပါတယ်အိမ်တွင်းမှာတော့ငွေကိုအကြောင်းပြုပြီးတော့စကားများနေရတပါတယ်အခြေအေးမှာတော့ကြာလီအနေဝေးတပါတယ် လေးကိုပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနဲ့ရောင်နဲ့မရမ်းရောင်ဖြစ်ပါတယ်။ရေရီယာနေနေရတော့မိမိရဖျားမှာရှောက်သီးတော့ကတ်လို့ပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှာတော့အလုံးမှာဝေခွဲခက်ဆုံးဖြတ်ခက်တာမျိုးတွေဖြစ်တတ်ပါတယ်။အထင်လွဲဆွဆွခံရတတ်ပါတယ်။ရွှေလက်ဝေဒနာပျက်စီးတွေထွက်သက်ပျောက်သက်ပျက်စီးတတ်ပါတယ်။အထက်လူကြီးအကြီးကဲများစီရနေပြီးတော့အကူအညီအထောက်ပံ့တွေရရှိတတ်ပါတယ်။ဘိုင်းအောင်ဘိုင်းနာ ဖြစ်တတ်ပါတယ်။ အချင်းကြီးမှာတော့တာယာနေပါလိမ့်မယ်ငါခွန်ပါတဲ့ကနန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့ရွှေဝါရောင်းတဲ့နေညောင်ဖြစ်ပါတယ်ရေရာနေနေရတော့မိမိအင်ရဖျားမှာပူတင်းပေါင်ဖို့ကတ်လို့ပူဇော်ပေးပါအင်္ဂါသားသမီးများတော့ယနေ့မှာတော့အဖက်ဖက်ကနေပြီးတော့ကံအခွင့်လန်းကောင်းတဲ့နေ့လေးဖြစ်ပါတယ်။အာယုံကြောမျက်စိနဲ့ပတ်သက်ပြီးတော့ဝေဒနာခံစားရတတ်ပါတယ်။အခြေအေးမှာတော့ဂျီနူးဂျီနူးချမ်းမြေစရာများနဲ့ကြုံတွေ့ရတတ်ပြီးတော့အိမ်တော်ရင်းမှာတော့အဆင်မပြေမှုတွေများနေတတ်ပါတယ်။ ခေါင်းမူကောင်းကိုက်ဖြစ်တတ်ပါတယ်38ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့တော့မိမိအရာဖျက်မှာကောင်းချင်မောင်းကတ်လူပူဇော်ပေးပါဘုဒ္ဓဥဒ္ဒရမများတော့ယနေ့မှာတော့အကြံဖန်ပြီးတော့ငွေအကုန်ကြေးကြများနေတတ်ပါတယ်အလုံးမှာအတိုက်ခိုက်အနောက်ရှက်တွေများနေတတ်ပါတယ်အိမ်တွင်းမှာလည်းမသားမယာဖြစ်နေတတ်ပါတယ်ဘိုင်းအောင်ပိုင်နာဖြစ်တတ်ပါတယ်ချစ်သူစရာနေပြီးတော့တည်ငောင်းများကြားတတ်ပါတယ် တင်သုံးပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်းတော့အနီရောင်းတဲ့ချက်တွေ့အောင်ဖြစ်ပါတယ်။ကေရီယာအနီနဲ့ရောမိမိရဲ့အိမ်ရဖျားမှာလိမ္မော်ကြီးကတ်လို့ပူဆောင်ပေးပါ။ဂျာနာပရိသာသမီများတို့ယနေ့မှာတော့အိန္ဒိယထိုင်ခင်းအစအဦးနဲ့ပတ်သက်ပြီးတော့အခွင့်အရေးကောင်းတွေပေါ်ပေါက်လာတတ်ပါတယ်။မထင်မှတ်ပဲနဲ့နေရာနေပြီးတော့ငွေကြေးများဝင်လာတတ်ပါတယ်။ဆွေမျိုးသားချင်းများရဲ့ဝမ်းသာစရာသတင်းကောင်းများကြားတတ်ပါတယ်။မျက်စိနဲ့ပတ်သက်ပြီးတော့စိတ်တော်ကရောက်တတ်ပါတယ်။ သင်ငားပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောက်တဲ့ကြက်တွေးရောင်ဖြစ်ပါလေ။ရေရီယာနေနေရတော့မိမိအရာဖျားမှာအုံလို့ခေါ်ဆွဲကလို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတော့ယနေ့မှတော့အဆအဆအရာရာအောင်မြင်မှုတွေရရှိနေပါလိမ့်မယ်။လူမျိုးကြပါတာကြာဆက်သူရှယ်ယာကိစ္စများတော့အဆင်ပြေပါလိမ့်မယ်။အချင်းင်းနဲ့အိမ်တော်ကြီးမှာတော့တုံးနဲ့တူဖေးမှကူညီမှုများနဲ့တာယာနေပါလိမ့်မယ်။ငွေကံကောင်းပါတယ်။ခြေတော့မှထိခိုက်တန်ရာရတတ်ပါတယ်။ တစ်သုံးပါတဲ့ခဏိုင်းများအချိုးပေးပြီးတော့ခံကောင်းတဲ့ရောင်တော့အစိမ့်နုရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိအင်ရဖျားမှာ only ပါတဲ့မဟုတ်ကလုပ်ပူဇော်ပေးပါ။စနေသားသမီးများတော့ယနေ့မှာတော့ငွေကြေးကန်တာအားကောင်းနေပါမယ်။မထင်မှတ်ပဲနဲ့ငွေအစုလိုက်ပြုံးလိုက် ဝင်လာတတ်ပါတယ်။သူများပြဿနာ ကိုပြဿနာ ဖြစ်တတ်ပါတယ်။မိသားစုအတွက်တော့ကကြုံတွေ့ရတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့စိတ်လေနေတတ်ပါတယ်။ခေါင်းတစ်ချမ်းကိုက်တတ်ပါတယ်။ အချိန်ကြီးမှာတော့စိတ်နှောက်ယှက်ဖြစ်เสียရများကြုံတွေ့ရတတ်ပါတယ်။နှစ်ခွန်ပါတဲ့ခဏိုင်းများအကျိုးပေးပြီးတော့ကံကောင်းနိုင်အောင်တော့အဖြူရောင်းနဲ့အနက်ရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိအင်အားဖျားမှာကိတ်မှုနှစ်ချက်ကလည်းပူဇော်ပေးပါ။အားလုံးကြမ်းမှချမ်းသာကြပါစေ။